မြင်းကလင်းဘေးတံကြောင့်အိုအိမ်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ဒေသများရှိရဟန်းရှင်လူပြည်သူများအတော်စားနေရိတ်ခါစီးကျဲမာရင်နှင့်အရေးပေါ်အတုံးအဆောင်လူသုံးကုန်အိမ်သုံးကုန်ပစ္စည်းများလှူဒန်းပေးသွားရန် CBKMA Foundation ဥက္ကဋ္ဌဦးခင်မောင်ဤလမ်းညွှန်ချက်အရာအိမ်တော်စုပေါင်း2000စာအတွက်စားနေရိတ်ခါနှင့်လူအပ်သည့်ပစ္စည်းများထုတ်ပိုးပြင်ဆင်ပို့ဆောင်ခြင်းလုပ်ငန်းများအဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည် ဤသို့လူတိုင်းရန်ထုတ်ပိုးပြင်ဆင်ဆောင်ရွက်ခြင်း၌ပရဟိတအသင်းဖွဲ့များကလည်းလှူအားကုသို့ပါဝင်လျက်ရှိနေပါသည်။အဆိုပါလှူအားကုသို့ပြုဆောင်ရွက်မှု၌တောင်ကူမြို့ရှိ TERT ပရဟိတအသင်းအာယုပါလပရဟိတအသင်းမြစ်တာရှင် ပရဟိတအသင်းတို့မှ ပရဟိတညီအကို မောင်နှမများကလည်း CBKMA Foundation မိသားစုများနှင့်အတူ KMA K2 မဒီဟိုတယ်တွင် စားတောက်ကုန်၊ဈေးနှင့်လူသုံးကုန် အိမ်သုံးပစ္စည်းများဖြစ်ကြတဲ့ဆန်စီစာရေတန်းကြက်သွန်နီကြက်သွန်ဖြူချင်းလက်ဖက်နှင့်အကျော်ဆုံးငါးတက်တာခောက်ဆွဲကြောင်အတင်စားဟင်းအနှစ်ထုံးဘစ်ကစ်တက်စားတို့ဂလူးကို့စ်ထုံးဆက်ပြာသွားတိုက်စင်းနှင့်သွားတိုက်တန်းအမျိုးသမီးလာစဉ်သုံးပစ္စည်းဖျောင်းနိုင်မီချေဖော့ဖျာစင်းနီလေအရက်ပြန်ပလင်းဂွန်းတို့ပရုတ်စီဘူးဆရာခိုးပတ်တီအသေးပါရာစီတမောချောင်းဆိုးပြောက်စီဝမ်ပိတ်စီ ဇစ်ပိတ်အိတ်အစရှိတဲ့လှူဒန်းမဲ့ပစ္စည်းများထုတ်ပိုးပြင်ဆင်ရရင် လာရောက်ကူညီလှူအားပေးလှူဆောင်ကြပါရစေ။